အားလုံးပဲမင်္ဂလာပါရှင်။ခွန်အား channel ကနေကြိုဆိုပါရစေ။ကျမကတော့စာဖတ်သူ K ဖြစ်ပါတယ်။ကျမအခုဖတ်ပြမယ့်ဝိထုတို့လေးကတော့စာရေးဆရာမအမေလူရုတော်အမရေးသားထားတဲ့နောင်တာဆိုတဲ့ဝိထုတို့လေးပဲဖြစ်ပါရစေ။နားစင်ခံစားပေးပါရှင်။နောင်တာ ပြီးခဲ့တဲ့ရုံးပိတ်ရက်အားရတော့ဟာကျွန်တော်မွေးစာတိရွာကိုကျွန်တော်ခဏအလဲပြန်ခဲ့တယ်ရွာကပြန်တော့ကျွန်တော်ရွာထဲကဆင်းရဲနှံပါတဲ့ကလေးငယ်တယောက်ကိုဘုံဘီခေါ်လာပြီးကျွန်တော်အိမ်မှာမွေးကြွေးထားမယ်စာတင်ပေးမယ်တာသမီလိုမွေးစားဖို့ခေါ်သွားမယ်လို့စီစဉ်ပါတယ်ဒီကိစ္စကိုကျွန်တော်မိန်းမကထုံးစံအတိုင်းသဘောမတူပါဘူးကန့်ကွက်ပါတယ်မလို့အဖဲနဲ့သူများတာဝန်ကိုအလကားကိုကောင်းမော်ရောက်အောင်ယူတယ်တဲ့ ါပေမဲ့သူ့စကားကိုကျွန်တော်ဂရုမထားပဲဒီကလေးကိုပုံပေပြန်တော့အပါခေါ်လာခဲ့ပါတယ်။ရွာထဲကလူတွေက ကျွန်တော်အပြုမူကိုကြားသိကြတော့ကျွန်တော်ကိုချီးမွမ်းပြီးတာတို့ခေါ်လိုက်ကြတာ။တနာကျင်နာတတ်ပါပေတယ်။တရာတရာထက်တန်ရက်ရောပါပေတယ်နဲ့။တို့ပေမဲ့သူတို့ဒီလိုတာတို့ခေါ်ကြလေလေကျွန်တော်မှပို့ပြီးအနေရခက်လေလေဖြစ်နေတာကို သူတို့မသိကြလေဘူး။ကျွန်တော်မှတော့လိပ်ပြာမတူးမတက်နဲ့နေခဲ့ရတာကြားလာပြီ။ ီကလေးကို ကျွန်တော်ကမွေးစားတယ်ဆိုတာဟာကျွန်တော်ကသူ့အပေါ်ကိုကြီးစိုးတစုံတရာပြုမှုမျိုးမဟုတ်ပါဘူးကျွန်တော်အတိတ်ကလုပ်ခဲ့တဲ့မတရားမှုအတွက်ပြစ်ဆက်ရတဲ့အကျွေးတစ်ခုသာပါကျွန်တော်ရွာကိုပြန်ရောက်လာတော့ကျွန်တော်ငယ်ငယ်တုန်းကကစားဘက်ငယ်တငယ်ချင်းကိုပင်တယောက်မရှိတော့ဘူးစင်စင်ရဲရဲနဲ့တေးရှာပြီးတဲ့သူခမာအသက်ဘာကြီးသေးလို့တော့လူဘဝမှာတားနဲ့မရနဲ့ဝဝလင်းလင်း ပျော့ပျော့ရွှေရွှေနေရမယ့်အချိန်မျိုးမှာ စားရမယ့်တောက်ရမယ့်ဓာတ်ကိုကြာရှည်လေးမြင့်မခံနိုင်တော့တာနဲ့တားကလေးနဲ့မယားကိုအာကိုရမယ့်ခိုကိုရမယ့်ထားခဲ့ပြီးသူ့ဘဝကိုသူ အဆုံးစီရင်သွားရှာတာတယ်ဒီတရင်ကြားတဲ့အခါကိုဘင်ဟာသူ့ကိုယ်သူတက်သေးသူရဲ့လို့ကျွန်တော်ကမမြင်ပါဘူးဘာပဲပြောပြောကိုဘင်တေတာ သူ့ဘဝကို သူကဆုံးစေတာမဟုတ်ပါဘူး လူသက်ခံရမှုပါဘဝကိုဒီလိုအဆုံးသတ်တော့မယ်လို့သူဆုံးဖြတ်လိုက်ဖို့အတွက်တွန်းပို့တဲ့အခြေအနေရရက်တွေတော့ရှိချင်ရှိမှာပေါ့လေဒါပေမဲ့ကျွန်တော်နှလုံးသားထဲမှာရှိနေတဲ့အတိကတော့ကိုပင်ပြုတ်မှုမှုအလုံးအတွက်တာဝန်ရှိသူကကျွန်တော်ဆိုတာပါပဲကိုပင်ကိုတတ်တဲ့လူသက်သမားဟာ ကျွန်တော်မှ ကျွန်တော်တယောက်တည်းပါပဲသူနဲ့ကျွန်တော်ကြားမှာဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေဟာအခုဆိုရင် နှစ်ပေါင်း20ကျော်ကြာပါပြီ ုံစံတွေအခြေအနေတွေလည်းအရာရာမှာပြောင်းလဲကုန်ပါပြီအခုဆိုရင်ရက်ထဲရတဲ့အိမ်ပေါင်းစင်လိုက်ပြီးစုတောင်းစားတဲ့ပြမဟင်ပုံနာမျိုးတယောက်မှမရှိတော့ပါဘူးကျွန်တော်တို့ငငယ်တော့ကတော့ရွာထဲမှာအဲ့လိုကလေးတွေအများကြီးရှိခဲ့ပါတယ်အိမ်ရှိမှာဂါထာမန်တိုင်းကိုရွတ်ဖက်ပြီးစုံမုံကောင်တောင်းလာရင်အင်ရှင်တွေကစံထဲကြတယ်စားစရာတွေလူကြတယ် အဲ့လိုဆူတောင်းစားများကိုမဒူကာယီလို့ခေါ်ပါတယ်မှတ်မိသေးတယ်ဇွန်လတရက်နေ့မှာဂိုဘင်ကသူ့လဲမဒူကာယီဝင်လောက်ပါတယ်အဲ့ဒီတော့ဂိုဘင်ဟာဘာရှိအောင်မလဲဆက်လက်တွင်မင်္ဂလာမှလှုပ်ပြီးကားစအသက်၈နှစ်သားလောက်ပဲရှိသေးတာចောင်းပင်ရက်တွေကုံဆုံးတော့ចောင်းကြီးပြောင်းဖွင့်တဲ့အခါဂိုဘင်ចောင်းလာတက်ပြီးကျွန်တော်နဲ့တဒန်းနေတက်ဖြစ်ပါတယ်ဂိုဘင်ကចောင်းမှာညံကောင်းတာ စော်တော်ရာအပြင် သူ့မှာလူချစ်ချင်စရာကောင်းတဲ့အမှုချင်းကလေးတွေလည်းရှိသေးတယ်ပထမကတော့ကျွန်တော်တို့တတွေကရောက်လာတဲ့ចောင်းသားတဲ့ဂိုးပင်ကိုအထင်သေးတော့ဝိုင်းပြီးအယူလုံးကြသေးတာပေါ့ဒါပေမဲ့မကြပါဘူးဂိုးပင်ဟာတခြားចောင်းသားတွေနဲ့မတူဘူးဆိုတာကျွန်တော်တို့သိလာကြတယ်သိရောမကဘူးကျွန်တော်ကဂိုးပင်ကိုထူးထူးခြားခြားခင်မင်လာတယ်ဒါကြောင့်တိတ်မကြပါဘူးကျွန်တော်တို့နှစ်ယောက်တပူးတွဲတွဲတငယ်ချင်းဖြစ်လာကြတယ် ခင်ကြတော့လဲဂိုဘင်က ကျွန်တော်အိမ်ကိုနေတိုင်းလာပြီးအတူကစားကြအတူစားကြကြအိမ်မှာနေလေစားအတူစားကြဖြစ်လာတာပေါ့တကယ်ကတော့ဂိုဘင်ကကူရှာဘတ်နဲ့အတူနေတာပါဒါပေမဲ့ကျွန်တော်တို့အိမ်မှာလိုလိုကြီးသူရှိပြီးအိမ်ုံတော့ပဲပြန်တာပါကူရှာဘတ်ကအိမ်အောင်ကြီးကိုထိန်းနေရသူ ဝင်ငွေကလည်းအလွန်နှဲတာဆိုတော့စင်ရဲပါတယ်နတ်စီအောင်စားရဖို့မလွယ်တဲ့အခြေအနေမှာရှိတာ ကိုပင်သူ့အိမ်ကိုရောက်လာတာဟာဖျားပိုးလိုက်တယ်လို့ဖြစ်နေတာပဲ။ဘာလို့လဲဆိုတော့ကိုပင်လေးမဒူကာရီအဖြစ်နဲ့ဆူတောင်းရင်ရခဲ့တဲ့ရိတ်ခါတွေကကိုပင်အတွက်သာမကပဲကုရှာဘတ်ရဲ့ပါဇက်ပေါအပူတွေအတွက်ပါ လုံလောက်အောင်ရနေတာကိုအဲ့ဒီတော့ကုရှာဘတ်ကကိုပင်ကျွန်တော်အိမ်မှာလာနေတာပျော်နေတာစားနေတာတွေကိုသူကမကြိုက်တော့ဘူးလေဒါကြောင့်ကိုပင်ကိုကုရှာဘတ်ကမကြာခဏဆူတယ် ကျွန်တော်တို့စားနိုင်တောက်နိုင်ရှိတယ်ကျွန်တော်အမေကလည်းရက်ရောတဒါတယ်ဆိုတာကိုကူရှာဘက်ကသိတယ်လေအဲ့ဒီတော့ကျွန်တော်အမေကများဂိုဘင်းအပေါ်တန်ရောစင်ဖြစ်ပြီးငွေစားသွားလိမ့်မလားဒီလိုဆိုရင်ဂိုဘင်းဆူတောင်းကျွေးမဲ့ရိတ်ခါကိုသူမျောလင့်စရာမရှိတော့သူတို့ငတ်ကြမယ်မဟုတ်လားဒါကြောင့်နောက်ဆုံးကြတော့ကူရှာဘက်ကဂိုဘင်းငါမင်းကိုစောင့်ကြည့်လာတာကြာပြီနော်မင်းဟာဘယ်တော့မှမစိုးတထင်းအိမ်က ပြန်နေမရှိဘူးဒီမှာ တည်တည်ချာချာနားထောင်စမ်းနောက်တခါအဲ့ဒီအိမ်သွားတာကိုငါတွေ့ရင်တော့ပြင်းပြင်းထန်ထန်မင်းခံရပြီမှတ်တော့သူတို့အိမ်ကို နောက်ဘယ်တော့မှမသွားရတော့ဘူးမဒူကားခံဖို့တောင်မသွားရတော့ဘူးလို့ပြင်းညက်ပါတယ်ဒါကြောင့်နောက်တနေ့ကစပြီးကိုပင်ကျွန်တော်တို့အိမ်ကိုမလာတော့ပါဘူးကျွန်တော်ကိုတောင်စကားမပြောတဲ့အပြင်လမ်းမှာကျွန်တော်နဲ့ဆုံမဲ့ထင်ရင်သူကရှောင်သွားပါတယ် ဒါကိုကျွန်တော်ဘယ်ခံနိုင်လိမ့်မနော်။ဒါကြောင့်တနေ့လမ်းမှာသူ့ကိုတွေ့တော့ကျွန်တော်ကသူ့ကိုအတင်းကပ်ပြီးမေးတော့တာပေါ့။ဘာလို့အိမ်မလာလဲဆိုတာကိုကျွန်တော်ကဇွတ်မေးတော့ကိုဘင်ကငိုပြီးအဆအဆုံးကျွန်တော်ကိုပြောပြတယ်။ကိုဘင်အိမ်ကိုမလာဘဲနေတာကျွန်တော်အမေကတောင်တတိယမိနေလို့ကျွန်တော်ကိုဒီကလေးဘာလို့မလာတလဲဟုမေးပါတယ်။ကျွန်တော်ကလည်းတိတိလောက်ပြောပြလိုက်တာပေါ့။အဲ့ဒီတော့အမေက စိတ်ဆင်းရဲရပါကလားကွယ်ဒီကလေးကလည်းကန်ဆိုးလိုက်တာတကယ်တော့ဒီကလေးဟာတို့နဲ့အမျိုးမကင်းဘူးသူကအန်တီဘာဂျီရဲ့မျိုးကွယ်လို့ပြောပါတယ်အဲ့ဒီတော့ကျွန်တော်ကအမေကိုမဝင်မရဲနဲ့အမေရဲ့ကိုဘင်ဟာကျွန်တော်တို့နဲ့အမျိုးတော်တယ်ဆိုရင်လဲကျွန်တော်တို့စီလာနေလဲဖို့ခေါ်လိုက်ပါတော့ဒီကောင်ကသူများနဲ့မတူထူးတဲ့ကောင်ပါဆရာမကဆိုရင်ကိုဘင်တိတ်ညံကောင်းတာ တို့ကြောင့်ရဲ့ဂုံဆောင်ကြောင့်သာဖြစ်လာမှာလို့ပြောနေတာပါအခုဆိုရင် သူ့မှာစိတ်ဆင်းရဲကိုဆင်းရဲဖြစ်နေရရှာတာပါလို့ကျွန်တော်ကပြောမိတော့အမေကဟုတ်လားတနာပါတယ်ဒါပေမဲ့တို့ဘာတက်နိုင်မလဲကွယ်လို့ပြောပါတယ်သူကြီးလို့ပြောလို့ကျွန်တော်တိတ်ဝမ်းနေသွားတာကိုမြင်တော့ငါသားရဲ့စိတ်မဆင်းရဲပါနဲ့ငါမင်းအဖေကိုပြောကြည့်ပါဦးမယ် အန်တီဘာဂျီကဒီကလေးကို တို့အိမ်ပထမဆုံးအချိန်ခေါ်လာတော့ကငါကမင်းအဖေကိုဒီကလေးကိုခုံမွေးဖို့ပြောပူးသေးတယ်မင်းအဖေကနည်းနည်းစဉ်းစားနေလို့ငါဒီတစ်ခါထပ်ပြောကြည့်ပါဦးမယ်တဲ့အဲ့ဒီညပဲအမေကအဖေကိုထပ်ပြောပါတယ်အန်တီဘာဂျီစီကကလေးကို ကျမတို့အိမ်ခုံမွေးထားကြပါစို့အမေကပြောတော့ဟာဘာဖြစ်လာပြန်တာလဲငါအရင်တစ်ခါကပြောပြီးပါကောမခေါ်ပါနဲ့လို့ ဟုတ်ပါတယ်ရှင်ပြောတာမှတ်မိပါတယ်ဒါပေမဲ့ကူရှာဘတ်ဒီကလေးစိတ်ဆင်းရဲအောင်လုပ်နေလို့ပါတကယ်ဆိုရင် ကိုပင်လေးကလိမ်မာတဲ့ကလေးပါ ကျမတို့နဲ့ဆွေမျိုးတော်ပါသေးတယ်ကျမဘက်ကပါ ကိုပင်ကို သူ့ဆရာမကဆိုရင်တိတ်မြောက်စားတာပါတို့မာသာခေါ်ထားရင်တအတွက်လဲအဖော်ကောင်းရရောပေါ့အမေကစိတ်ရှည်လက်ရှည်ပြောပါတယ်အဖေကတော့တော်တဲ့ကလေးတွေလဲ ြီးတော်ပြက်တနာလှုပ်လာတာတွေရှိတာပါပဲဒါပေမဲ့မင်းဟာခေါ်စီခြင်းလိုက်ရင်လဲခေါ်ပါလေတဲ့နောက်တနေ့တော့အန်ဒီဘာကြီးစီကို စားထည့်လိုက်တယ်တရင်ကောင်းကြရတာနဲ့တပြိုင်နဲ့အန်ဒီဘာကြီးကလည်းဂိုဘင်ကိုတခါတည်းခေါ်ပြီးအင်ကိုယောက်လာတော့တာပဲအဲဦးရှာဘက်နဲ့တော့ခွန်ကြီးခွန်ငယ်အကြီးအကျယ်ပြောခဲ့ရသေးတာပေါ့နောက်နှစ်လလောက်ကြာတော့ကျွန်တော်ကိုဆက်လွယ်တင်မှုအရေ အိမ်မှာဆဆွေးနွေးကြပါတော့တယ်။ကျွန်တော်ကတယောက်ထဲသောသားလည်းဖြစ်ပြန်ကျွန်တော်တို့အိမ်မှာမင်္ဂလာပွဲရဲ့လို့ကြီးကြီးကျယ်ကျယ်တစ်ချိန်တစ်ခါမှလည်းမလုပ်ရသေးပြန်တော့ကျွန်တော်ဆက်လက်တွင်ပွဲကိုအကြီးအကျယ်ကျင်းပကြဖို့စိုင်းပြင်းလာကြတာပါ ဆလဲတွေမင်္ဂလာရက်နီးနီးလာတော့ကျွန်တော်တို့အိမ်မှာဆွေမျိုးဧည့်သည်တွေကတဖွဲဖွဲနဲ့ရောက်လာကြပြီအမေလဲကိုဘင်းရဲ့အကူအညီနဲ့ဧည့်သည်တွေချမ်းချမ်းသာသာတဲခိုနိုင်အောင်နားရတယ်မရှိလှုပ်ပေးနေရပြီဒါကြောင့်တနေ့တော့အမေကအဖေကိုဟောဒီကလေးကိုဘင်းလေးဟာ တကယ်ကိုအံ့ဩဖို့ကောင်းတဲ့ကလေးဒီရက်တွေမှာ သူဘလောက်ပင်ပင်ပန်းပန်းလုပ်နေရတယ်ဆိုတာအားလုံးအမြင်ပဲ ူသာမရှိရင်ကျမဖြင့်ဒီဧည့်သည်တွေနဲ့ဒီကိစ္စတွေဘလို့လုံးရမလဲတောင်တိမာမဟုတ်ဘူးလို့ပြောပါတယ်။ဒါပေမဲ့ကျွန်တော်ဆွလဲတွင်မင်္ဂလာပွဲလုပ်ရတော့ကိုဗစ်မရှိတော့ဘူးလေ။သူထွက်သွားရပြီ။အင်ကိုဘယ်တော့မှ ပြန်မလာရတော့တဲ့ဖြစ်နဲ့ထွက်သွားရပြီ။ကဲမဆန်းလိုက်ပါလား။ကိုဗစ်အိမ်မှာနေရအောင်ကျွန်တော်ပဲလုံပန်းခဲ့တာ။ ကိုပင်အင်အားထွက်သွားအောင်လဲကျွန်တော်ပဲလှုပ်လိုက်တာပါအင်းတကလည်းပြီးဆူတောင်းစားရတဲ့အဖြစ်ကလွတ်အောင် ကျွန်တော်ပဲလှုပ်ခဲ့တယ်အခုတခါဒီဘဝရဲပြန်သွားရအောင် ကျွန်တော်ပဲတွန်းပို့လိုက်ပြန်ပါပြီကျွန်တော်ကသူ့ဘဝကို ပထမတော့မြင့်တင်ခဲ့တယ်နောက်တခါပြန်တွန်းခဲ့ပြန်တယ်တစ်ဖက်လက်နဲ့ပေးပြီးတစ်ဖက်လက်နဲ့ပြန်ယူတာကျွန်တော်ပါပဲကိုပင်ကျွန်တော်တို့အင်အားထွက်သွားရပြီးတဲ့နောက် ရွာထဲမှာ သူတော်တော်ကြာကြာနေပါသေးတယ်။ဒါပေမဲ့ကျွန်တော်တို့အိမ်ကိုတော့သူတခါမှ ပြန်မလာတော့ပါဘူး။မူကာရီဘဝနဲ့တောင်မှ အိမ်ပေါင်းဝါမှာမရက်လာတော့ပါဘူး။အဲ့ဒီရက်တွေ တုန်းကဆိုရင် ကိုပင် ကျွန်တော်တို့အိမ်ကြီးချင်းတွေရဲ့အိမ်ပေါင်းဝါမှာလာရက်ပြီးမမူကာရီလို့ရင်ရွတ်ဆိုနေကြမန္တန်ကိုရွတ်လာတဲ့အခါကျွန်တော်တိတ်ဆိတ်ဆင်းရတာပါပဲ။ပြီးတော့ကျွန်တော်တို့အိမ်ရှိကို ခေါင်းငိုက်ဆိုင်ချရပြီးမဝင်မဲနဲ့ဖြတ်သွားတာကိုမြင်လိုက်ရရင်ကျွန်တော်သူ့စီကိုပြေးသွားပြီးဖြစ်ကြောင်းကုံစင်ကိုသိပြောပြလိုက်ချင်တာပါပဲဒါပေမဲ့ကျွန်တော်ကအဲ့ဒီလိုမလုပ်နိုင်ခဲ့ဘူးရွာထဲကဖះเจ้าကိုကျွန်တော်သွားတယ်ဖះရှင်မှာကိုဘေးအပေါ်ကျွန်တော်မတရားလှုပ်ထားမှုအတွက်ကြားခံရမယ့်အပြစ်ကိုကြည်ကြည်နဲ့နဲ့ကြားခံပါမယ်လို့ပါဇက်ကယူဆမိတယ်ဒါပေမဲ့လက်တွေအားဖြင့်ဖွင့်ပြောလိုက်ဖို့တော့ကျွန်တော်မှာတတ်တည်မရှိဘူး ဒီအဖြစ်ပြက်ကိုကျွန်တော်ဘယ်တော့မှမမေ့နိုင်ပါဘူးဘယ်တော့စဉ်းစားစဉ်းစားအားလုံးလက်လက်ဆက်ဆက်ကြီးတတိယနေတာပါကျွန်တော်အမေကကိုဗစ်ကိုဖျားတင်မှု စကဝါပန်းနည်းနည်းခူးပေးပါလားတန်ညာကပန်းခူးပေးဖို့မေ့နေတယ်ထင်တယ်ညော့ခူးပေးရင်ဒီအဝတ်ကလေးတည်းထည့်ခဲ့လို့ခိုင်းပါတယ်ကိုဗစ်ဆိုတဲ့ကောင်ကသူ့ကိုတယောက်ယောက်ကခိုင်းလာရင်ပါခိုင်းခိုင်းညစ်တဲ့ကောင်မဟုတ်ဘူးအဲ့တော့အမေခိုင်းတဲ့စီကိုသွားမယ်လို့အလုံးမှာ ကျွန်တော်ကလည်းဧည့်သည်တွေနဲ့ပြည့်ကျက်နေတဲ့အိမ်ထဲမှာနေရတာညှီစီစီကြီးဖြစ်နေတာနဲ့ကျွန်တော်လည်းကိုဗင်းနဲ့ပန်းခူးလိုက်သွားတော့မယ်လို့ဖွင့်တောင်းလိုက်တော့အမေကအေးဒါပေမဲ့အစ်ပင်မော်တော့မင်းမတက်နဲ့နော်ရေရင်းနားမှာပဲနေပြီးတော့လည်းညံ့ညံ့ပြန်လာကြပရောဟိတ်ကလာတော့မှလို့မှားလိုက်ပါတယ်ဒါနဲ့ကျွန်တော်တို့နှစ်ယောက်ခြံထဲထွက်လာခဲ့ကြတယ်ကိုဗင်းကပန်းထုံမဲ့အဝတ်ကလေးကိုရေးဆွပြီးရဲ့အခါကျတော့ စကားပင်ပေါ်အမြန်ကြီးတက်ပါတော့တယ်ကျွန်တော်ကဖြည်းဖြည်းတက်ပါကွအမြင့်ကြီးအထီလည်းမတက်နဲ့ကွအကိုင်းချောက်တွေလည်းမနှင်းနဲ့ကွဆိုပြီးအောက်ကနေအမျိုးမျိုးအော်ကသူ့ကိုတတိပေးနေတာပါအဲ့ဒီလိုနေတော့ကျွန်တော်ပေါင်တန်းမီရက်နေတဲ့ရေတွင်းထဲကပလုတ်ခနဲမြည်တန်ကြားလို့လှမ်းကြည့်လိုက်တော့ရေတွင်းနှက်ခွမ်းပေါ်ကနေတွင်းထဲကဖားတကောင်ခုံချသွားတာကိုမြင်လိုက်တာကိုအမေဖားတွေမှအများကြီး ှကမ်းပေါ်မှာကျန်ပါသေးလားကျွန်တော်လဲကြောက်ခဲလေးတွေရှောက်ကောက်ပြီးဖားတွေကိုတဖြောက်ဖြောက်နဲ့ပေါက်နေတာပေါ့ကျွန်တော်ပေါက်လို့ထိသွားတဲ့အကောင်တကောင်ရေထဲကျသွားတော့သဘောကျလိုက်တာအလွန်ပါပဲဒါကြောင့်ခဲကိုတစ်လုံးနှစ်လုံးသုံးလုံးဆက်ဆက်ပြီးပေါက်နေတော့ဖြုတ်ကနေကျွန်တော်လက်မှာဝစ်ပေးထားတဲ့ရွှေလက်ကောက်ကလေးကရေတွင်းထဲပြုတ်ကျသွားပါလိရောကျသွားတာသာမြင်လိုက်ရတာလက်ကောက်ကလေးကရေထဲရောက်တော့ပျောက်သွားတော့တာပေါ့ ကျွန်တော်ဖြင့်မျက်စီထဲမိုက်ခနဲဖြစ်သွားပြီးဘာလို့ရမှန်းမသိတော့ပါဘူး။တွင်းနှုတ်ခမ်းကဘောင်းကိုလက်ကခိုင်ခိုင်ကြီးကင်ထားပြီးအဲ့ဒီမှာကြောက်ရွံ့ကြီးလိုဖြစ်နေမိတော့တယ်။ရွှေလက်ကောက်ကလေးကကျွန်တော်ဆလဲတဲ့မင်္ဂလာပွဲမှာဝတ်ဖို့တမင်လုပ်ပေးထားတာပါ။အဲ့ဒီတော့ရည်ရဲကြောက်သွားပြီးဆိုကလေးကအမိမျက်နှာကွက်ခနဲပေါ်လာတော့တာပဲ။ခုလိုရည်ရဲနဲ့ကြောက်သွားတာကိုအမေဆိုတော့မှကလည်းအီကံပဲ။အမေကနည်းနည်းလားအဖေကတော့ အမလီဖရားရေအဖေဘလောက်ဒေါသဖြစ်မဲဆိုတာ ကျွန်တော်ဖြင့်တွေးတောင်မကြည့်ဝင်ပါဘူးတွေးမိတာနဲ့တောင်စက်တီးဖြန်းဖြန်းထမိပါရဲ့အဲ့ဒီအတော်တွင်းမှာပဲကိုပင်ကျွန်တော်အနာရောက်လာပြီးလာဟိထို့သွားကြစို့ပန်းတွေအတော်များများရခဲ့ပြီတဲ့ကျွန်တော်လဲအိမ်နေဆဲပြီးကိုပင်နောက်ကဘာမှမပြောပဲတိတ်တိတ်ဆိတ်ဆိတ်နဲ့အိမ်ထဲလိုက်လာခဲ့တယ်မျက်နှာအောက်ငုံပြီးကျွန်တော်တိတ်တိတ်ကလေးအိမ်ထဲဝင်လာတာဖြစ်ပေမဲ့ ကျွန်တော်အမေကကျွန်တော်လက်မှာလက်ကောက်မရှိတော့တာကိုမြင်မိအောင်မြင်လိုက်တယ်ဟဲ့ဘယ်နဲ့လဲနင့်လက်မှာဘာမှမရှိတော့ပါပဲကလားရွှေလက်ကောက်ဘယ်ရောက်သွားတယ်လဲတဲ့ကျွန်တော်ကဖျားကန်းထဲကလက်ဝဲဘက်တောက်မှာ ကျွန်တော်ချွတ်ထားခဲ့တယ်လို့ခက်တီတီနဲ့ပြောလိုက်တော့ဟဲ့အဲ့လိုမထားခဲ့ရဘူးလို့ပြောပြီးအမေကပျော့ပျော့ဆူဆူကျွန်တော်ပြောတဲ့နေရာမှာယူဖို့ဝင်သွားပါတယ် ပြီးတော့ရွှေလက်ကောက်အဲ့နေရာမှာမရှိတော့ဘူးလို့អော်ပြီးအင်ကန်းတွေကထွက်လာပါတော့တယ်အမေကထိတ်လန့်တကြားနဲ့တအိမ်လုံးနှက်အောင် လက်ကောက်ရှာပါတယ်ပြီးတော့အိမ်ထဲရှိရှိသမျှလူတွေကိုလည်းတို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 းနဲ့လက်ကောက်တွေ့သလားလို့မေးပါတယ်ဒါပေမဲ့ဘသူ့အမမေးလို့ဘာမှမသိကြပါဘူးအိမ်လဲတအိမ်လုံးအဲ့ရီနဲ့ပြည့်လို့မဟုတ်လားဒါကြောင့်အမေကဖေ့ကိုအိမ်နောက်ဖက်ခြံထဲလက်တို့အသာခေါ်သွားပြီးလက်ကောက်ပြောက်တဲ့အကြောင်းပြောပါတော့တယ် ဖေကတိတ်ဆိတ်ဆိုးပြီးကျွန်တော်ကိုအမျိုးမျိုးမေးပါစစ်ပါလေရောဒါပေမဲ့ကျွန်တော်ကအဲ့ဒီဖျားရှိခိုးတဲ့နေရာလက်ဝဲတောင်းမှာပဲထားခဲ့တာပဲလို့ဖြေလိုက်တာပဲအဖေက ကိုဘင့်ကိုမတင်ကားဘူးလေအဲ့ဒီတော့ငါမင်းကိုအစကတည်းကတတိအပေးသားပဲဒါပေမဲ့မင်းကသူ့ကိုမွေးစားချင်တာကိုအခုတော့မင်းပါသာကြိတ်ခံပြီးတော့ပေါ့တဲ့ပြီးတော့အဖေကအိမ်ထဲဝင်သွားပါလေရောဒီချိန်မှာအန်ဒီပါကြီးကလည်းဆလဲတွင်ပွဲကိုတက်ဖို့ အင်ရောက်နေတာပေါ့ဒီတော့အမေကအန်တီဘာဂျီကိုတိုးတိုးခေါ်ပြီးအကျိုးအကြောင်းပြောတာပေါ့အန်တီဘာဂျီကအဆအဆုံးလဲကြားပြီးပါလေရောဒေါသဖြစ်လုံးလို့တခြားလူတွေလည်းမသိမကြားရအောင်ဂိုဘင်ကိုခြံနောက်ဖေးစီတခါရဲဆွဲခေါ်သွားပြီးကျိန်လုံးတစ်ချောင်းနဲ့ရိုက်တော့တာပါပဲရိုက်ရင်းနဲ့လဲပါဇက်ကနင်ကြက်ကြက်တတိထားငါနဲ့အောင်တက်မိတော့မယ်ပြောလက်ကောက်ပဲမှာလဲနင်မပြောရင်ငါရေရင်းနဲ့နှစ်တက်မယ်တဲ့ ကျွန်တော်ကဂိုဘင်းကိုရိုက်နေမိနေတာတွေအားလုံးကိုနောက်ပြတင်းပေါက်ကနေကြည်နေတာမို့လှမ်းမြင်နေရပါတယ်။ဂိုဘင်းကဘာတလုံးမှမပြောပါဘူး။မပြောလေဒေါသဖြစ်ဖြစ်ပြီးထက်ထက်ရိုက်လေပါပဲ။ဒီချိန်မှာကူရှာဘက်ရောက်လာပါတယ်။ဘာကြီးခမားဒီကလေးကိုတက်ပြတော်မလို့လားလို့မေးပြီးဝင်ဆွဲပါတယ်။ဘာကြီးကတော့ဒေါသအကြီးအကျယ်ဖြစ်နေတာပေါ့။မိဘကိုအရှက်ခွဲတဲ့ကလေးမျိုးဘာအတုံးကြတော့လို့လဲရှိနေတာထက် တည်သွားတာကအေးသေးတယ်တဲ့ဆလဲတွင်ဝဲပြီးရဲ့နောက်နှစ်ရက်ကြာတော့ကျွန်တော်တို့တွေကရေတွင်းဟာရေလုံးဝခန်းသွားပါတော့တယ်ဒါဟာနှစ်တိုင်းထက်စောပြီးခန်းတာပါကျွန်တော်ဆလဲတွင်ပွဲမှာလူများများနဲ့တုံးတာတိတ်များသွားတာလို့ထင်တာပဲတွင်းရေခန်းတော့ကျွန်တော်တို့အိမ်ကတပြိတပန်းနေအကုန်လုံးရေရင်းကြီးဆဲတဲ့အလုပ်ကိုဝိုင်းလုံးကြရတာပေါ့ရေတွင်းတွေကအမိုက်တရိုက်တွေဆဲနေတော့မှပဲအစီကံတန်ညာအနားလာပြီး ကျွန်တော်တို့အကိုလက်ကောက်ကလေးတွေ့ပြီလို့အမေကိုပြောလာပါတယ်။အမေကတန်းအတော်နဲ့ဘယ်မလဲဟဲ့လို့မေးတော့ဟောဒီမှာအမေရဲ့ဆိုပြီးရွေရင်းကရွှွန်နေနဲ့နစ်နေတာလို့ပြောကလက်ကောက်ကိုပေးပါတယ်။ဒီသတင်းတအိမ်လုံးကကြားကြပြန်တော့ပျောက်တယ်ဆိုရရင်တွေ့တယ်ဆိုရရင်ကိုပြန်ပြီး စမြုံပြန်ဆက်ဆက်ပြောဆိုနေကြပြန်တာပေါ့။ကျွန်တော်ကတော့ကြောက်လိုက်တာ အမှန်တိုင်းကိုသာအိမ်ကတိကျရင်ကျွန်တော်ပါအရိုက်ခံရအောင်မဲ့အပြင်လိန်ပြောမှုနဲ့ ျွန်တော်အဆက်ကြီးကွဲရမယ်မဟုတ်လား။လို့ဝိမဲ့အမှန်ကိုလဲကျွန်တော်ကတိကြစီခြင်းလိုက်တာ။တိတာသွားကြရင် ကျွန်တော်တငယ်ချင်းကိုပင်ကိုတခိုးမယူးဆိုကြတော့ဘူးလေ။အဲ့ဒါကြောင့်ကျွန်တော်ကကျွန်တော်လာမင်းရင် အမှန်တိုင်းပြောလိုက်တော့မယ်လို့ကျွန်တော်ကဟန်ပြင်ထားတယ်။ဒါပေမဲ့ဘသူကမှကျွန်တော်ကိုမမေးလာကြပါပဲကလား။นี่แหละยောက်တော့အဖေရုံးကပြန်လာပါတယ်အဲ့ဒီတော့ကျွန်တော်ကအဖေလာရင် ကျွန်တော်ပြောပြရတော့မယ် အမှုမှန်ပေါ်တော့မယ်လို့ဝမ်းသာသွားတယ်။အမေကအဖေကိုလက်ကောက်ရွေးရင်းထဲကတွေ့တယ်ဆိုတဲ့အကြောင်းပြောပြလိုက်ပါတယ်။ကျွန်တော်ကတော့ရင်းနေခုန်နေပြီပေါ့။ဒါပေမဲ့အဖေကလေအော်စီယာဘာပြောတယ်ထင်တယ်လဲ။ငါမပြောဘူးလားကွ။ဂိုးပင်ယူထားတာပါလို့သူ့လက်ထဲမိတော့မှဆိုပြီးရွေးရင်းထဲပြစ်ချထားခဲ့တာ။အလကားတတိနေတဲ့ကောင်။ဒါပါပဲ။ကိုပင်ရဲ့အသားအပေါ်မှာကျွန်တော်တာဝန်ရှိတယ်လို့ ကျွန်တော်ဆုံးဆုံးကပြောခဲ့ပါဗကောကျွန်တော်တာဝန်ကိုကျွန်တော်လုံးဝမယူဘဲနေတာထက်တော့နောက်ကျမှယူနိုင်ရင်လည်းမဆိုးသေးပါဘူးထင်တာပဲတကယ်ကတော့ကျွန်တော်ဟာကလေးဘွားကကျူးလွန်ခဲ့တော့အပြစ်ဆိုးကြီးရဲ့ဒဏ်ပေးချက်ကိုကြခံနေခြင်းသာပါလို့ဝိမဲ့ကွယ်လွန်သူတငယ်ချင်းကိုပဲအပေါ်ကျွန်တော်လုခဲ့မိတဲ့အပြစ်ဟာ သူ့သားဟိုကောက်မွေးစားယုံနဲ့ကြည်နိုင်မလားတငယ်ချင်းရင် မင်းငါ့ကိုဘယ်လိုပြောမလဲကွာလူတို့တော့အမနားစင်ခံစားပေးသူအားလုံးကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်ကျမတို့ရဲ့ခွန်အား channel ကနေတူတာရတာဆုံးလင်ကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ခွန်အား channel လေးကို like and subscribe လုပ်ပေးဖို့မမေ့ပါနဲ့ရှင်ကျမတို့ပြည်သူပြည်သားအားလုံးကိုစိတ်နှပါ ွှေလန်းချမ်းမြေ့ကြပါစီရှင်။